ကျွန်တော်ကဘာကြီးရဲ့ဂေယစနစ်ကိုပြိုလဲပြက်စီးစေခဲ့တဲ့တိရစ္ဆာန်တွေရှိခဲ့တယ်ဆိုတာအတင်းတို့သိပါသလားနံပါတ်၈ကတော့ငွေရောင်ငွေချင်းတွေပါ ငွေရောင်ငွေကြေးတွေကဖြည့်ဆည်းမှုအများဆုံးတိရစ္ဆာန်တွေဖြစ်ပါတယ်။ဒီငွေရောင်ငွေကြေးတွေကနေရာတိုင်းကိုကျွကျော်ရောက်ရှိလာတဲ့မျိုးစိတ်တွေဖြစ်ပါတယ်။တကယ်တမ်းဝန်ခံရရင်သူတို့ကရည်စရာကောင်းတဲ့တခုတည်းသောကျူးကျော်ဝင်ရောက်သူတွေပါ။ငါတွေကရည်တွေကခုန်တက်လာပြီးလူတွေရဲ့ခေါင်းကိုတိုက်တဲ့ဗီဒီယိုကိုသင်တို့မြင်မှုကြမှာပါ။ဒါကလူတွေရဲ့အယိုးကိုကြိုးစင်နိုင်ပြီးအုံနောက်တုံခါမှုကိုဖြစ်စေတာကြောင့်တခါတလေမှဆေးရုံပိုရတာတွေလည်းရှိတတ်ပါတယ်။ဒါကပျော်ရွှင်မှုအတွက်ပေးဆက်ခဲ့ရတာဖြစ်ပါတယ်။ဒီငွေရောင်ငွေချင်းတွေကြောင့်အမေရိကန်ပြည်ထောင်စုမှာပြည်စည်းဆုံးချုံမှု တွေများပြားခဲ့ပါတယ်။အဓိကကတော့မင်းစစ်စပီမြင့်နဲ့သူ့ရဲ့မြင့်လက်တက်ဒီမှာဖြစ်ပါတယ်။ဒီဖြူအောင်ငခြင်းတွေကိုအာချကနေပထမဆုံးယူဆောင်လာပြီးထောင်ကောပြည်လုံးနှစ်တွေမှာအမေရိကန်ပြည်တော်စုမှစတင်မိတ်ဆက်ခဲ့ပါတယ်။ကုမ္ပဏီတွေကသူတို့ရဲ့ကိုပိုင်ရေကန်တွေကိုတန့်ရှင်းစေဖို့အတွက်ဝယ်ယူခဲ့တာဖြစ်ပါတယ်။ဒီငခြင်းတွေကရေတဲကရေညှိတွေနဲ့အမုံမွှားတွေအားလုံးကိုစားသုံးတာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ငခြင်းတွေကရေကြီးတဲ့အချိန်မှာထွက်ပြေးသွားပြီးမင်းစစ်စပီမြင့်တွေကိုရောက်ရှိသွားပါတယ်။အဲ့ဒီနေရာမှာပဲသူတို့က တန်းပေါင်းများစွာတိုးပွားလာပါတယ်။ဒီလိုနဲ့အဲ့ဒီနေရာတွေမှာငချင်းတွေနဲ့ပြည့်နှက်လာခဲ့ပါတယ်။ဒါကြောင့်ပြည်နယ်များစွာကငွေရောင်ငချင်းတွေပြန့်ပွားမှုကိုတားဆီးဖို့အတွက်ကြိုးစားလာကြပါတယ်။သူတို့ကရေအိုလျှက်စီချော့တိုက်ဖမ်းဆီးခြင်းနဲ့ပိုက်ကွန်ကြီးတွေတောင်းပြီးဖမ်းဆီးကြပါတယ်။နောက်ပြီးငွေရောင်ငချင်းတွေကိုပြစ်ဒတ်ဖမ်းဆီးတဲ့အာဂါသာနီကိုတီထွင်ခဲ့ပါတယ်။ဥပမာခန်တူဂီမှာငါးနဲ့တားရဲဌာနကပြိုင်ပွဲကိုကျင်းပပေးပြီးပအဝင်ရှင်များသူတွေကငါးအမြောက်များကိုဖမ်းဆီးကြပါတယ်။ အနိုင်ရရှိသူကတော့ဒေါ်လာ1000ကိုရရှိပါတယ်။ဒီလိုကျူးကျော်လာတဲ့မျိုးစိတ်တွေကိုနှိမ့်နှင်းဖို့အတွက်နောက်ထပ်နီလန်းရှိပါသေးတယ်။ဒါကတော့စားသုံးခြင်းပဲဖြစ်ပါတယ်။ဒီငားတွေကကျန်းမာရေးအတွက်ကောင်းပြီးမာကျူရီအနည်းငယ်သာပါရှိတာပါ။ဗီတာမင်နဲ့သတ္ထုဓာတ်တွေလည်းပါဝင်တာကြောင့်ကျန်းမာရေးအတွက်ကောင်းမှန်ပါတယ်။ဒါကအမေရိကန်တွေမဆားရတဲ့အချက်ပဲဖြစ်ပါတယ်။နံပါတ်9ကတော့ကြံဖပြုတ်တွေဖြစ်ပါတယ်။ကျူးကျော်ဝင်ရောက်လာတဲ့ကြံဖပြုတ်တွေကကမ္ဘာပေါ်ကဖြည့်ဆည်းမှုအများဆုံးတတဝါကြီးထဲမှာပါဝင်ပါတယ်။ဒီဖပြုတ်တွေကြောင့်ဂေယာစနစ်တစ် ခုလုံးပျက်စီးခဲ့ဘူးပါတယ်ဒီဖပြုတ်တွေရဲ့ဇာတိကအမေရိကတိုက်ဖြစ်ပါတယ်ဒါပေမဲ့လူတွေကဒီဖပြုတ်တွေကိုကမ္ဘာရဲ့နေရာအနှံ့အပြားကိုမိတ်ဆက်ပေးခဲ့ပါတယ်ပျက်စီးမှုအများဆုံးဖြစ်တဲ့ဩစတြေးလျအကြောင်းကိုကြည့်အောင်ပါ1935ခုနှစ်မှာကြံဖပြုတ်၁၀၀ကောင်ကိုတော်ရိုင်းထဲကိုလွှတ်ပေးခဲ့ပါတယ်သူတို့ကကြံမင်းတွေကိုဖျက်ဆီးနေတဲ့ကြံမိုးတွေကိုစားသုံးလိမ့်မယ်လို့ထင်ပြီးလွှတ်ပေးခဲ့တာပါတိဗက်မြညာချင်းတွေကကြံဖပြုတ်တွေရဲ့နာမည်ကိုကြည့်ပြီးသူတို့ကကြံမိုးတွေကိုစားလိမ့်မယ်လို့မျှော်လင့်ခဲ့တာပါသူတို့ရဲ့ မယ်မှာကြံပါတာကြောင့်ဖြစ်နိုင်ပါတယ်။ကြံဖပြုတ်တွေကပိုးမွားတွေတွားသားတော်ဟာတွေကျွတ်နဲ့ခွေးသားတွေအပါဝင်အရာအလုံးကိုစားပါတယ်။သူတို့မစားတဲ့တခုတည်းသောအရာကတော့သင်တို့ခံမှန်းထားသလိုကြံမိုးတွေပါပဲ။ယနေ့ဩစတြေးလျမှာကြံဖက်ပြုတ်တန်း200ကျော်ရှိပြီးနှစ်စဉ်တိုးဝါနေပါတယ်။ကြံဖက်ပြုတ်တွေကိုနီးကပ်ကြည့်မယ်ဆိုရင်မဆိုးလာဘူးလို့တင်ထင်နိုင်ပါတယ်။ခိုင်မာတဲ့လက်မောင်းရှိပိုင်းတွေကြီးမားတဲ့ကြွက်သားတွေနဲ့တင်းလျော်တဲ့ကြွက်သားတွေသူတို့မှာရှိပါတယ်။တကယ်တော့သူတို့ရဲ့ခန္ဓာကိုယ်နောက်ပိုင်းမှာရှိတဲ့အရာကကြွက် ွက်သားမဟုတ်ပါဘူး။ဒါကတည်စီနိုင်တဲ့အစိတ်တွေကိုထုတ်လို့တဲ့အရာဖြစ်ပါတယ်။ ဒီအစိတ်တွေကြောင့်ဖို့တွေမိချောင်းတွေနဲ့မွေတွေပါတည်ဆုံးကုန်ပါတယ်။ဒါပေမဲ့သတင်းကောင်းတစ်ခုကတော့ဒီကြံမိုးတွေကိုစားသုံးတဲ့တတ္တဝါတချို့ရှိပါတယ်။ဥပမာအနေနဲ့ rock ဇီတွေကဒီကြံမဖြုတ်တွေကိုစားသုံးလာပါတယ်။သူတို့ကအစိတ်ရှိတဲ့နေရာတွေကိုချောင်းချပြီးရင်ဘက်ကိုခွဲကာကြံဖပြုတ်တွေရဲ့နှလုံးကိုစားသုံးပါတယ်။သင်ကကြံဖပြုတ်ကိုတွေ့တဲ့အခါကောက်ယူပြီးရေခဲတစ်တာထဲမှာ24နာရီထားလိုက်ပါ။ပြီးရင်အေးကန်းထဲမှာနှစ်ရက်ထပ်ထားလိုက်ပါ။ရက်နေငယ်ကြထားပြီးနောက်မှာတော့အမှိုက်ပုံးထဲလှုပ်ပစ်လိုက်ပါ။ကဘာယူ ီးကိုပုံမဖြည့်ဆည်းခဲ့တဲ့သူတွေအကြောင်းကိုတော့နောက်မှထပ်ပြောပါမယ်ကျွန်တော်ရဲ့ channel ကို like and subscribe ပေးခဲ့ပါဦးအားလုံးကိုကျွန်တော်ရှိပါတယ်